်မင်္ဂလာပါရှင်ကျမတော့ဖူအီနွယ်ပါဒီဗီယိုမြင်တန်ကြရင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကရင်ပြည်နယ်ဒီမော့ဆွန်မြို့နယ်နောက်ဖက်ချမ်းကခောက်ပလော့ကျေးရွာတွေကနေအိမ်တွေကိုစစ်တပ်ကမီးရှို့နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကအော်တိုဝါလာ30ရင်းနေမှာပြောပါရယ်အော်တိုဝါလာ29ရင်းနေညနေဘက်မှာစစ်တပ်ကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်နေအိမ်၄လုံးလောက်မီးလောင်သွားတယ်လို့ဆိုပါရယ် အာနာလိန်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ကဒီမော့ဆိုမြို့နယ်နောက်ဖက်ခြမ်းကကြေးရွာတချို့ကိုစစ်ကြောင်းထိုးနေတာဟာ၃လကျော်ရှိနေပြီးတော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပွားနေလို့သိရပါဗျ။အခုရပိုင်းအတွင်းထိတွေ့တိုက်ပွဲမရှိပေမဲ့အာနာလိန်စစ်တပ်ကလက်နက်ကြီးနဲ့ရန်တန်းပစ်ခတ်တာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့ညပိုင်းကဒီမော့ဆိုအနောက်ချမ်းဆိုဘောသေးရွာအနီးကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်စပားရည်သိနေတဲ့အသက်40အရွယ်အမျိုးသားတစ်ယောက်သေဆုံးခဲ့ပါသေးတယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထဲမှာစစ်ရေးတင်းမာနေတဲ့အချိန်ကြီးရွာတွေကိုခိတပြန်ဝင်လာတဲ့အရဲသားပြည်သူတစ်ယောက်ကိုစစ်တပ်ကပစ်သက်ခဲ့တယ်လို့ဒေသခံတွေကပြောပါရတယ်။အောက်တိုဘာလ28ရက်နေ့ကတနင်္သာရီမြို့နယ်ထဲကဇဝဲတကူလမ်းပိုင်း၄မိုင်ကြီးရွာနားမှာ အင်အားတရာဝန်းကျင်ရှိတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လှန်ပူးပေါင်းတပ်တွေနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလေးမိုင်ဒူဂျိုဇဝဲရေခဲချောင်းကြီးရွာတွေကပြည်သူတွေရွာလုံးကျွတ်စစ်ပေးတိမ်းရှောင်နေကြရတာပါ။အော်တိုဝါလာ28ရက်နေ့မနက်ပိုင်းကတော့စစ်ရှောင်တဲ့နေရာကနေကြီးရွာတွေကိုပြန်ဝင်လာတဲ့အသက်30အရွယ်ဒူဂျိုရွာခံအမျိုးသားတယောက်ကိုစစ်တပ်ကတနက်နေ့ပစ်သက်ခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီရွာသားကသူ့အိမ်မှာအိမ်မွေးတိရစ္ဆာန်တွေရှိတော့အခြေအနေကြီးဖို့ပြန်သွားတာဖြစ်ပြီး နေမရောက်ခင်လမ်းပေါ်မှာတင်ပြစ်တက်ခံခဲ့ရတာလို့ဆိုပါတယ်။လက်ရှိမှာတော့နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်တေဆုံးတဲ့အရဲသားပြည်သူ၂ယောက်ရှိတယ်လို့သိရပြီးအဲ့ဒီ၂ယောက်စလုံးကဒူးချိုးရွာကန်ပြည်သူတွေဖြစ်ပြီးတော့ရုပ်အလောင်းတွေကိုပြန်ကောက်လို့မရသေးဘူးလို့ဒေသခံတွေကနေတဆင့်သိရပါတယ်။ဒေသရင်းစီးတင်းမာနေတဲ့အတွက်ဗိတ်တင်းနာကြီးဘုတ်ပြင်းလမ်းမိုင်းကိုဖျက်ဆီးသွားလာတာတွေမပြုတ်လို့ဖို့တော်လိုင်းတပ်ဖွဲ့တွေဘက်ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါကရင်ပြည်နယ်မြဝတီမြို့နယ်၄ကီကောမြို့တတဝိုင်းအာနာသိန်းစစ်ကော်မရှင်ရဲ့ထိုးစစ်တွေပြင်းထန်နေတာကြောင့်ထိုင်းနယ်စပ်တောင်းရင်မြစ်ဘေးမင်းလက်ပံရွာတစ်ဖက်ကမ်းကမဲကော်ကင်းထိုင်းရွာမှာဒုက္ခသည်တွေကိုတွားရောက်ကူညီပေးနေတာပါဒီ၄ကီကောဒေသပေါ့ စပန်တော်ရဲမဲလက်ပိုင်တို့အင်ဂျင်မြိုင်တို့မထက်သူလေးတို့ကိုဟာစစ်တောင်းထိုးလာပြီးတော့ညမှာရွာတွေတဲကိုဒီလက်နက်ကြီးတွေနဲ့ပြက်အာလီရင်နဲ့ဘုံကျဲပြီးပေါ်လာတော့အခုဆိုရင်ဒီမှာမဲလက်ပန်ရွာကရွာသားတွေအဲထိုင်းဘက်ရှမ်းမဲကုတ်ကင်းရွာထဲမှာလာပြီးနေကြရတယ်ပေါ့အာကျွန်တော်တို့စံတို့စီတို့ငါတက်တာတို့ပေါ့နော်အာပစ္စည်းကိုမျိုးပေါ့တိုင်းအောင်ခလေးတွေလည်းပါတယ်ကိုဝင်းဆောင်တွေပါတယ်အာကြောင်းတက်နေတဲ့ကျောင်းသူကျောင်းသားတွေလည်းပါတယ်ဆိုတော့ဟိုဒါကဘယ်လောက်ထိကြာအောင်လဲကျွန်တော်တို့မသိဘူးလေနော် အမဆိုရင်နောက်လာရှေ့ရနေ့ကိုရနေ့လောက်မှာမွေးမဲ့မွေးလုနာပါတယ်အာသူရဲ့ကျမကြီးကိစ္စအတွက်ဆိုရင်လည်းကျွန်တော်တို့သက်ဆိုင်ရင်လည်းချိန်ဆက်နေတာရှိတယ်ဒီထဲမှာအာចောင်းသူចောင်းသားလေးတွေပါတယ်အခုတွားရောက်ကူညီပေးနေတဲ့ဒုက္ခတွေပေါင်း300လောက်ရှိပြီးအာနာသိန်းစစ်တပ်ကသူတို့ရဲ့ရွာတွေကိုအကြောင်းမဲ့ပစ်ခတ်နေတာကြောင့်ထွက်ပြေးလာကြဒါလို့ဆိုပါတယ်ကျွန်တော်တို့စနစ်တစ်ခုကိုပြောင်းလဲဖို့အာလောက်ကြတဲ့အချိန်မှာအာတစ်ဖက်ကလည်း အာတူလိုချင်တဲ့ပုံစံသူစနစ်ကိုသူကာကွယ်တယ်ပေါ့ကျွန်တော်တို့ကလည်းအာစနစ်တစ်ခုကိုပြောင်းဖို့စူးစမ်းကြတယ်ပေါ့အာဒီလိုအရှင်ဒီမှာတော့ဒါတွေကတော့အာဖြစ်ဖြစ်မယ်ပေါ့နော်အာဒါပေမဲ့အာကျွန်တော်တို့ပြောချင်တာကအယက်သားတွေပေါ့နော်အယက်သားတွေလက်နက်မကင်ထားတဲ့သူတွေအာသူတို့ကိုတော့အာတတ်နိုင်တယ်လို့အာဒီလိုပြတ်မှတ်ဒီအာသူတစ်ဖက်ဒီလိုကြေးရွာတွေအာဒါမျိုးတွေတော့လက်လက်ကြီးတွေပြတ်တာတို့လေရင်နဲ့ဘုံကျဲတာတို့ကတော့အာဒါကတော့နိုင်ငံကအစီအမင်းစီကန်းတွေကိုတတ်နိုင်တယ်မြတ်ဒါလိုက်နာတင့်တယ်ပေါ့နော် အခုကဒါမလိုက်လာပဲနဲ့တနင်္ဂနွေလုံးမှာပုံစံပေါင်းစုံနဲ့လုပ်နေတာပေါ့နော်အဒီကြားထဲမှာပါကျွန်တော်တို့ကနေဇက်ဒေတာတွေတိုင်းသားဒေတာတွေအရသာပြည်သူတွေကျွန်တော်ဒီလိုပြင်းနေရတယ်လွှားနေရတယ်အာလက်လက်ကြီးကြီးပြတဲ့ပုံတွေကျဲတယ်အာမြန်မာပြည်ရဲ့မြို့ပြတွေမှာကျွန်တော်ဒီရုပ်ောက်ပွဲတွေလုပ်ဖို့အတွက်အငင်းညာရေးဆွေးနွေးပွဲတွေလုပ်လုပ်တရအောင်ရအောင်ပေါ့နော်အာလုပ်နေတဲ့ကိစ္စတွေကအာနိုင်ငံကကိုမချက်ကြဘူးလားပေါ့နော်

ရှမ်းကမ်းပေးမှနေရပါတယ်လူကိုအကူတည်တာမနေတော့ပါတယ်တစ်ခါရောက်ကြလို့အင်းစားဖို့စားဖို့ဒုက္ခရတယ်ပေါ့အလောက်ကန်နေလည်းမရှိတော့နေဖို့ထိုင်ဖို့ရအစားဒုက္ခရပါအလားတူထိုင်းမြန်မာနယ်ကြားတောင်းအင်းမြေပြေးတစ်လျှောက်မှာလဲလေဂိတ်ကော်ဒေတာတိုက်ပွဲတွေကြောင်းစစ်ဘေးရှောင်ပြည်သူတပေါင်းအောင်ရှိနေပြီးကရင်ဒေတာတစ်ခုလုံးမှာဆိုရင်တော့စစ်ရှောင်ပြည်သူတိတသမ3တန်းလောက်ရှိနေပါတယ်ခမညာကျွန်တော်မောင်တူပါ တော့ဒါဆိုကိုမင်းနိုင်တော့ပြီးသားဆိုကိုမင်းနိုင်စမ်းဝေဒါဆိုကကိုနေပြေအမေရိကန်နဲ့တရုတ်ကြားမှာစီးကျက်ခွန်နဲ့မြေရှားအရေးအပြန်အလှန်ဖြေလျှော့ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့သဘောတူညီခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံပူဆန်မြို့မှာအောက်တိုဘာလ30ရက်နေ့ကတွေ့ဆုံခဲ့တာဖြစ်ပြီးတော့တွေ့ဆုံပြီးတဲ့နောက်မကြာခင်ကုံသွေးသဘောတူညီချက်ချုပ်ဆိုနိုင်တော့မယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံကဖန်တာနဲမူရစ်ဆေးထုတ်လုပ်မှုကိုပြင်းပြင်းထန်ထန်နှိမ်နှင်းပေးတဲ့အတွက်အမေရိကန်ကလည်းတရုတ်ကုန်စည်တွေအပေါ်စီးကျက်ခွန်ကို58ရာခိုင်နှုန်းကနေ48ရာခိုင်နှုန်းကိုရှော့ချပေးဖို့သဘောတူခဲ့တယ်လို့သမ္မတထရန့်ကပြောပါတယ်။ တရုတ်ကလည်းအမေရိကန်ကိုမြေရှားတင်ပို့မှုထိန်းချုပ်မဲ့အစီအစဉ်ကိုတနစ်ကြာရပ်ဆိုင်ပေးဖို့သဘောတူခဲ့ပါတယ်။ဒါ့အပြင်တရုတ်ဘက်ကအမေရိကန်ရဲ့ပဲပုတ်အပါအဝင်စိုက်ပျိုးရေးထုတ်ကုန်တွေကိုအများအပြားပြန်လည်ဝယ်ယူသွားမှာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ပိုင် TikTok ရဲ့အမေရိကန်လုပ်ငန်းခွဲတွေရောင်းချရေးကိစ္စမှာတော့သဘောတူညီချက်မရသေးပါဘူး။ဒီတွေ့ဆုံမှုမှာခေါင်းဆောင်နှစ်ဦးအကြားတရားဝင်သဘောတူညီချက်တွေလက်မှတ်ရေးထိုးတာမျိုးတော့မရှိခဲ့ပါဘူးရှင်။ စ္စရေးစစ်သားတယောက်သေဆုံးခဲ့ပြီးမှလက်တော့ပြောင်းတဲ့အနေနဲ့ဂါဇာမှာတရက်ကြာဘုံကျဲတိုက်ခိုက်ခဲ့ရမှာပါလက်စတိုင်းတရက်လျောက်သေဆုံးခဲ့ပေမဲ့အပြစ်ခတ်ရက်စဲမှုကိုဆက်လက်ကင်ဆွဲထားဆဲဖြစ်တယ်လို့အော်တိုဝါလာ29ရက်နေ့မှာအစ္စရေးကထုတ်ပြန်ကြေညာလိုက်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ဂျာဝင်စစ်ဆက်ခဲ့တဲ့အပြစ်ရက်စဲမှုအရာအစ္စရေးတပ်တွေပြန်ဆုတ်ပေးထားတဲ့မြင်းဝါနဲ့နမိတ်အတွင်မှာအစ္စရေးစစ်သားတယောက်တနက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Hamas အဖွဲ့ကတော့ဒီတိုက်ခိုက်မှုကိုသူတို့လုပ်တာမဟုတ်ဘူးလို့ညင်းဆိုထားပါတယ်။ Israel စစ်တပ်ကတော့ဒီတုံ့ပြန်မှုဟာ Hamas စစ်သွေးကြွတွေလက်နက်တိုက်တွေနဲ့ဥမင်တွေကိုပိတ်မှတ်ထားတာလို့ဆိုပါတယ်။ပိတ်မှတ်24ခုကိုနမည်တက်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီထဲမှာ2023ခုနှစ်အောက်တိုဘာလ9ရက်တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Hamas တပ်မှုတစ်ယောက်ပါဝင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့တေဆုံးသူ104ယောက်ထဲမှာကလေး46ယောက်နဲ့အမျိုးသမီးအယောက်20ပါဝင်တယ်လို့ဂါဇာကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်ရှင် ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမကတော့ဖူးအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်